ဝင်ငွေတွေရှာခြင်းပါသလားစီးပွားရေးတွေတိုးတက်ခြင်းပါသလားကိုဘဝတော်ကိုယ့်ရဲ့အချိန်တွေငွေတွေစွမ်းရည်တွေကိုတန်ဖိုးရှိအောင်အသုံးချခြင်းပါသလားကိုယ့်ရဲ့ဘဝကိုတန်ဖိုးရှိတဲ့ဘဝတစ်ခုအဖြစ်နဲ့ပြောင်းလဲခြင်းပါသလားဒီနေ့တော့ကျွန်တော်ကကပါကျော်ရဲ့စီးပွားရေးလုပ်ငန်းရှင် entrepreneur ကြီးတွေယင်းနေမြုံနံသူကြီးတွေကောင်းမအောင်မြင်နေတဲ့သူတွေနဲ့တန်းတရာတန်စီးပွားရေး empire တစ်ခု တီဆော့ထားသူတဦးရဲ့ခုနကလောက်ကဘာကျော်ပုံကူတွေကိုလည်းပြောင်းလဲပေးခဲ့တဲ့စာအုပ်73အုပ်ကိုအစင်လိုက်ကျွန်တော်မျှဝေပေးသွားမှာပါ။ဘယ်ရွယ်ဒီမှာဖတ်ရမလဲ။ဘယ်လိုအသုံးချရမလဲဆိုတာတွေကိုလည်းကျွန်တော်တစ်ခုချင်းစီဆွေးနွေးသွားမှာပါ။အဲ့တော့အခုဒီ podcast ကိုနားထောင်နေတဲ့ကျွန်တော်လူငယ်တွေကျွန်တော်ရဲ့မိတ်ဆွေတွေစီးပွားရေးလုပ်ငန်းရှင်တွေဒီဒီစာအုပ်73အုပ်ကိုမဖြစ်မနေဖတ်ပါ။ကျွန်တော်ကိုယ်တိုင်လည်းဒီစာအုပ်တွေအကုန်လုံးဖတ်ပြီးပါပြီ။ပြီးတော့ကျွန်တော် brightest လဲ လိုက်လုံနေပါတယ်အဲ့တော့ထူးခြားမှုတွေလည်းကျွန်တော်တို့ရှိတယ်ကြောင်မလို့ဒီ podcast ကိုပြီးအောင် နားထောင်နားထောင်ပြီးတော့မှစာအုပ်တွေအပါစာအုပ်တွေလည်းဆိုတော့ကျွန်တော်တို့သိအောင်လုပ်ဖတ်တကယ်လိုက်လို့မယ်ဆိုလို့ရှင်တော့ဘဝမှာအောင်မြင်မှုတွေကျွန်တော်တို့ရနိုင်မယ်เนาะအဲ့တော့ကျွန်တော်တို့လာပြီနံပါတ်1စာအုပ်ကတော့ကျွန်တော်တို့ Think and Grow Rich ပါဒါကျွန်တော်ခဏခဏပြောတယ်အဲ့တော့ Napoleon Hill ရေးထားတဲ့စာအုပ်ပါအဲ့တော့ဒီစာအုပ်ကတော့ကျွန်တော်တို့မြန်နိုင်တဲ့များမြန်အောင်ဖတ်အမယ်ကျွန်တော်ဆိုလို့ရှိရင်တော့ကျွန်တော်ဖတ်ခဲ့တာကြားလာပြီ เนาะအဲ့တော့အဲ့ဖတ်ပြီးတော့မှကျွန်တော်ဘာလုပ်လဲဆိုတော့ live ပြီးတော့မှအဲ့ထည့်အတိုင်း practice style လုပ်ကြကျွန်တော်အဲ့တော့ဒီ task ကကျွန်တော်တို့ရှင်းတယ် desire ကိုဘောမှာလိုချင်တဲ့စိတ်ဆန္ဒအရာလိုချင်တဲ့အရာပါလေအဲ့ဒီလိုချင်တဲ့အရာကိုကျွန်တော်ရဖို့အတွက်ကိုကိုကိုဘလောက်ထည့်အောင်ယုံကြည်ထားရမလဲပြီးရင်ဘလို့ action တွေယူရမလဲဒါကိုကျွန်တော်တို့ကရေးထားတာ ရှင်းရှင်းလင်းလင်းပြောထားတာ နော်အဲ့တော့ကျွန်တော်တို့ကကိုကိုကို reprogram ပြန်လုပ်တာနော်ကိုကိုကို reprogram ပြန်လုပ်တယ်ပြီးတော့ subconscious mind လို့ခေါ်တယ်ကိုယ့်ရဲ့မသိစိတ်ကို reprogram ပြန်လုပ်တဲ့စာအုပ်ဖြစ်တဲ့အတွက်အောင်မြင်နေတဲ့သူတိုင်းမဖြစ်မနေအခုချက်ချင်းကိုဖတ်အမယ်စာအုပ်ပါကျွန်တော်ကျွန်တော် list ထဲမှာဖတ်မယ့်စာအုပ်ထဲ list ထဲမှာထည့်ပါအဲ့တော့ number 1စာအုပ်ကတော့ကျွန်တော်တို့ The Psychology of Money ပါ Morgan Housel ရေးထားတာဖြစ်ပါတ အဲ့တော့ဒီစာအုပ်ကကျတော့ကျွန်တော်ငွေနဲ့ပတ်သက်တဲ့အရာပါအဲ့တော့ငွေဆိုတာကကိုတိတာထက်ပို့ပြီးတော့မှစိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်နေတာငွေရှာနိုင်မရှာနိုင်တာထက်ငွေနဲ့ပတ်သက်ပြီးတော့မှကိုကဘလို့ခံယူထားသလဲဆိုတာကကျွန်တော်တို့အရေးကြီးတာပါအဲ့တော့ဒီစာအုပ်ကကျွန်တော်တို့စိတ်ပိုင်းဆိုင်ရာเนาะငွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ပြောထားတာဖြစ်တဲ့အတွက်သိကိုကောင်းပါတယ်เนาะ အဲ့တော့နံပါတ်3စာအုပ်ကတော့ Secrets of Millionaire Mind ပါ။သူကတော့ T half အကရေးထားတာပါ။အဲ့တော့ဖတ်မယ့်ချိန်ကတော့20 25နှစ်ဆိုရင်ကျွန်တော်တို့ဖတ်လို့ရပါပြီ။ဖတ်တင်ပါပြီ။အဲ့တော့ Millionaire တွေကတဲ့ကိုယ့်ထက်ပိုပြီးတော့မှစွန့်ရင် ရှိလို့ Millionaire ဖြစ်နေကြတာမဟုတ်ဘူးတဲ့။သူတို့ကတဲ့ငွေရတဲ့စိတ်ပိုင်းဆိုင်ရာမြေပုံဆွဲထားတဲ့ပုံစံကတမျိုးဖြစ်နေလို့တဲ့။ အဲ့ဒီစာအုပ်ထဲမှာကျွန်တော်တို့ကငွေနဲ့ပတ်သက်တဲ့ယုံကြည်မှုတွေကျွန်တော်တို့ပြောထားတယ်เนาะအဲ့တော့ကျွန်တော်ချမ်းသာကြွယ်ဝမှုကိုတိဆောက်ဖို့အတွက်နီလန်းနေကျွန်တော်တို့ပါထားတာဖြစ်တဲ့အတွက်မဖြစ်မနေပါပါเนาะနောက်ထပ်နံပါတ်၄စာအုပ်ကတော့ Rich Dad Poor Dad ပါ Robert T Kiyosaki ကျွန်တော်တို့ရေးထားတာပါဒါကျွန်တော်ထင်တယ်တော်တော်များများနဲ့ဖတ်ဖို့ပြီးသားဖြစ်နေမယ်ကျွန်တော်ကလည်းဖတ်ပြီးတော့မှချိန်လုံးလို့ကျွန်တော်ခဏခဏပြန်ဖတ်ရတဲ့စာအုပ်ပါသူကတော့အဲ့စာအုပ်ထဲမှာကျွန်တော်တို့ နောက်ခဏပြောတဲ့အတိုင်းပဲ access နဲ့ liability အကြောင်းရှင်းထားတယ်။အဲ့တော့ပစ္စည်းတစ်ခုဝယ်လိုက်တယ်။အဲ့ဒီပစ္စည်းကကိုယ့်အတွက်ငွေရှာပေးနိုင်ပြီဆိုလို့ရှိရင်အဲ့ဒီပစ္စည်းကကျွန်တော်တို့ရဲ့ access ဖြစ်သွားတယ်။သူတို့တို့ငွေရှာမပေးနိုင်ဘူးဆိုလို့ရှိရင်တော့ liability ဖြစ်သွားတယ်။နော်ဒါလေးလည်းအရန်ကောင်းတယ်။နောက်တစ်ခုကကျွန်တော် cash flow quarantine စင်းရသားတွေရဲ့ cash flow ဘယ်လိုရှိသလဲအလက်အလက်တန်းစားတွေရဲ့ cash flow ကဘယ်လိုလဲချမ်းသာကြွယ်ဝတဲ့သူတွေရဲ့ cash flow ကဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ quarantine နေတဲ့ ခွဲထားတာဖြစ်တဲ့အတွက်မဖြစ်မနေဖက်ကိုဖတ်ရမှာအဲ့တော့နံပါတ်5ဆောက်ကတော့ Atomic Habits ပါ James Clear ရေးထားတာပါအဲ့တော့အသက်20-25အထက်เนาะလူတွေဖတ်တင်ပါတယ်အဲ့တော့ကိုကတနေ့ကိုတင့်ရခိုင်နှုံးမဲ့တိုးတက်မဲ့ဆုံးတောင်မှတနေ့ပြည့်တဲ့အခါမှာအန်အောစရာကောင်းလောက်အောင်ကြီးမားတဲ့အပြောင်းလဲတွေကိုရရှိစေတဲ့ဥတီပေးတယ်ဆိုပြီးတော့မှရေးထားတယ်။စာအုပ်ပါ။သူကတော့ ကိုယ့်ရဲ့ day to day system ကိုဖန်နှီးဖို့အတွက်သင်ခန်းစာတွေကျွန်တော်တို့ပေးထားတာပါဒီစာအုပ်ကကျွန်တော်တို့ကိုယ့်ရဲ့ habit တွေเนาะအလေးကျင့်အလေးထားတွေကောင်းလာဖို့အတွက်ဤလမ်းပေးထားတဲ့စာအုပ်ပါဒီစာအုပ်ထဲမှာကျွန်တော်အကျိဆုံးအရာကတော့ identity based habits ပါเนาะ identity based habits ဆိုတာကငါကဒီလိုလူမျိုးဖြစ်တယ်ဒါကြောင့်မလို့ဒီလိုလုံးရက်တွေမလုပ်ဘူးလုပ်မယ်ဒါတွေကိုကျွန်တော်တို့ပြောထားတာပါထားပါတော့ကိုကကိုယ့်ရဲ့ identity တွေကျမကြီးကောင်းတာကိုလိုက်စားတဲ့သူ เนาะเจ้ามายีก้าวหนีเนี่ยตูအဲ့တော့အဲ့ကိုယ့်ရဲ့ identity ကျတော့တတ်မှတ်ထားလိုက်ပြီကျမကြီးနဲ့မကန်းညီတာလေးစားတော့မယ်ဆိုလို့ရှိရင်ငါကကျမကြီးကောင်းကျင်တဲ့သူတယောက်လေအဲ့တော့ကျမကြီးနဲ့မကိုက်ညီတဲ့မကောင်းတဲ့ကျမကြီးအတွက်မကောင်းစေတဲ့အရာတွေဘာလို့စားရမှာလဲဆိုတဲ့အလေးချင်းအလေးထားကိုကျွန်တော်တို့ကဖော်ထုတ်တာအရင်သဘောကျဖို့ကောင်းပါတယ်။နောက်နံပါတ်6စာအုပ်ကတော့ကျွန်တော်တို့ ီကြောင့်အရင်ကနေပြီးတော့မှအခုဒီဗီဒီယိုကြည့်နေတဲ့ကျွန်တော်တို့ငယ်လေးမိတ်ဆွေတွေဟာကျိုးရိုးစိုးလေးရလိမ့်မယ်လို့ကျွန်တော်ပြောနေပါတယ်။ကို့အထွတ်ဘာရလဲတဲ့ဆိုတော့ကို့မမချက်လောက်ရေးလို့ရရေးပြပါဦး။ဒီဗီဒီယိုအဆုံးထောင်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်။ကျွန်တော်တို့ကုညာလေးအောင်ပါ။မင်္ဂလာရှိသောနေ့ဖြစ်ပါစေ။